တခုခုဆိုလို့ရှိရင်လှနုတိုးတက်မဲ့ကိစ္စနဲ့သူနဲ့ဘယ်သူကိုယူရမလဲဆိုလှနုသူ့ကိုယူလိုက်တယ်။ဘာလို့လဲဆိုတော့ဘလောက်ပဲချမ်းသာပြီးတော့တိုးတက်အောင်ကြိုးစားနေပါစေ။တဘာဝဘေးအန္တရာယ်ကြောင့်တခုခုကြောင့်ဆိုရင်လည်းကိုဟာဆုံးရှုံးသွားနိုင်တာပဲ။ဒါကြောင့်မို့လို့ပေါ့နော်လှနုသူ့ကိုပဲယူလိုက်တယ်။ဟုတ်အခုဆိုမိုးတွေလေတွေအရန်တိုက်နေတဲ့အချိန်မှာသူဘေးနားရှိနေတဲ့အချိန်မှာလှနုတို့အားဖြစ်စီရယ်လေ။ဟုတ် အရင်တော့ကကြတော့လောက smart ကြကြနေရပေါ့နော်ထောက်ဖက်နဲ့ကိုဘယ်တော့မှမချွတ်ဘူးကိုအင်းနေရအရင် smart ကြပြီးတော့ brand နေပဲသုံးနေပေါ့နော်အခုကြတော့လာနုကအဲ့ဒီဘောင်တွေကနေထွက်လိုက်ပြီးတော့ minimalism ပေါ့ပေါပပပါပဲနေတဲ့ဟာအရင်ပျော်နေရအရင်စိတ်ချမ်းလာရဟုတ်အားလည်းအခြေချောက်ဟုတ်မယ်နဲ့တော်ပါဆိုတော့သူကိုယ်တိုင်ကလည်းအဲ့ brand new စိတ်မွေးတာတော့လှမ်းလို့လည်းအရင်ကျေနပ်တဲ့ရှင်ဟုတ် အဲလနော့ပြက်လိုက်ဆက်လိုက်ပါပဲအမ်နှင်းချလိုက်ဆင်းသွားလိုက်အလိုပေါ်တော့အပေါ်ရက်ကနေနှင်းချအခုရတော့လဲသွားပြီအပေါ်ရက်နှင်းချအောက်ထပ်မှာထိုင်နေတယ်အဲဟိုဘက်ခန့်ကနှင်းချဒီဘက်ခန့်မှာထိုင်နေရမစင်းတော့သူနတ်သွားပြီခဏနေလေသူ့မှာအဆက်ကွယ်အထုတ်နဲ့ဆင်းသွားလိုက်လနုကပြန်ခွန်ပြန်ရောက်လာလိုက်လေဆိုတော့ဒါပေမဲ့အခုနောက်ပိုင်းကလင်းလုံပြီးရဲ့နောက်ပိုင်းမှာအော်အရင်အဆင်ပြေတဲ့ချမ်းသာတဲ့သူတွေလဲတိတ်ကွဲကွဲရတာပဲဆိုတော့တိသွားတဲ့အချိန်မှာလနုသူ့ကိုမရစ်တော့ဘူးမင်းရတော့ဘာပဲပြောလဲဆိုဘသူ့ကိုရွေးမလဲ ကိုကိုမလုံးတဲ့လို့မပြောတော့ဘူးเนาะဒါနဲ့သာနုနဲ့ဘသူ့ကိုရွေးမလဲကိုဘကိုဆုံးဖြတ်เนาะကျိုးကြိုင်နေဖြစ်မယ်เนาะအဲအဲ့လိုမျိုးပဲပြောတော့တယ်ဟုတ်သူ့ကိုဆုံးဖြတ်ခိုင်းလိုက်ပြီတခုခုဆိုရင်ဟုတ်ကိုမလုံးမြင်တဲ့ first ဟုတ်ကဲ့ဆုံးဖြတ်ခိုင်းလိုက်တယ်ပြီးတော့ဟိုပေါ့နော်လှနုတခုခုဆိုလို့ရှိရင်လှနုတိုးတက်မဲ့ကိစ္စနဲ့သူနဲ့ဘယ်သူ့ကိုယူရမလဲဆိုလှနုသူ့ကိုယူလိုက်တယ်ဘာလို့လဲဆိုတော့ဘလောက်ပဲချမ်းသာပြီးတော့တိုးတက်အောင်စူးစမ်းနေပါစီ တဘာဝဘေးအန္တရာယ်ကြောင့်တစ်ခုခုကြောင့်ဆိုရင်လည်းကိုဟာဆုံးရှုံးသွားနိုင်တာပဲဒါကြောင့်မို့လို့ပေါ့နော်လှနုသူ့ကိုပဲရွေလိုက်တယ်ဟုတ်အခုဆိုမိုးတွေလေတွေအရန်တိုက်နေတဲ့အချိန်မှာ သူဘေးနားရှိနေတဲ့အချိန်မှာလှနုတွေအားဖြစ်စီရယ်လေဟုတ် အင်းပေါ်ဟုတ်တာပေါ့ရှင်အဲဒါမဲ့ Lanu vlog လေးပဲတော့ပြန်ရိုက်မယ်ပေါ့เนาะအဲ့လိုအဆင်ပြေသွားတဲ့အချိန်မှာတော့ Lanu အလုပ်တွေဆက်လုပ်နိုင်မယ်ရှင်ဟုတ်ပြီးတော့အဓိကသူ့ရဲ့မိဘဆွေမျိုးတွေချစ်တာလည်းပါတယ်အရင်အဆင်နဲ့ရှိရဲ့ဟုတ်အမောင်လည်းချစ်ကြတယ်ပြောပြပေးပါဦးဟုတ်တယ်အမ်သူ့ဖွားဖွားအစားအကုန်လုံးအဲ့လိုအမျိုးတွေရောနောက်ပြီးတော့အမေရောဖေရောအကုန်လုံးမိသားစုတွေပေါ့เนาะအခုတွေရောအကုန်လုံးကနွေးနွေးထွေးထွေးရှိကြတယ်အန်တီဆိုလို့ရှိရင်အာ Lanu နေမကောင်းဆိုချက်စုပ်ပြုတ်ပြုတ်ပေးတယ်အဲ့လိုမျိုးပေါ့เนาะအရင် န့်ချစ်ဖို့ကောင်းတယ်ပြီးတော့ဖခင်တရားအရန်လောက်တော့လှနှုတ်လိုက်ခုအန်တီကိုဟိုဘယ်လိုခေါ်မလဲအတူယူပြီးအိမ်မှာဖခင်တရားလောက်ကြည့်ခဲ့ဟင်းနေပါကြီးချက်ကြည့်ရဲ့အဲ့လိုမျိုးအဓိကတော့သူတို့ကြောင့်လှနှုတ်ဖခင်တရားပို့လို့ဖြစ်လာဟင်းနေချက်တက်လာဟုတ်ဆိုတော့ဒါမှမဟုတ်မလာနေကန်အောင်တာပေါ့နော်လနုအမြဲတမ်းငံကောင်းလေးရှိပါရဲ့အဓိကလနုကဆိုးဘာလို့လဲလနုဆိုးလို့ဖြစ်တာလေပဲအကုန်လုံးဟုတ်ဒီခါလေးတော့သူ့ကိုအားနာမိရလို့ရှိတာရှိတယ်ရှင်အမ် လူတယောက်ကပေါ့နော်ကိုယ်လည်းအသက်ကဘလောက်ကြီးကြီးမရင်ကျက်ဘူးဆိုတာရှိတယ်ရှင်အဲ့တော့မရင်ကျက်တည်ရဲ့အချိန်မှာသူ့ကိုပြောလိုက်တဲ့စကားတုံ့နှုတ်လိုက်တဲ့အတုံးကြီးမှားသွားတာတွေကတစ်နှစ်လောက်နေရောမှကိုပြန်တည်ရဲ့ရှင်ဟုတ် အဓိကကသူတို့ကလူတွေတကာပြောနေရေပေါ့နော်ဘာလဲဟိုပတ်စံလိုချင်လို့ကတ်တာတခုခုကြောင့်ကတ်တာမဟုတ်ပါဘူးအဲသူပါသူသူ့မင်မိုးမိုးပေးပါတယ်ဟိုအိုဘလိုခေါမလဲဟိုအိုလိုမျိုးကြီးကွာတိမ့်တန်းချီပြီးတော့အင်ချီဝယ်ပေးဖနှက်ဝယ်ပေးဘာဝယ်ပေးလှနှုတ်အဲ့လိုမျိုးလှနှုတ်ရှိရနေသူမတောင်းဘူးဟိုစိတ်လိတ်သုံးလိတ်စာပဲတောင်းတယ် ကလေးလိုပဲအဲ့လောက်ပဲရှိပါတယ်ရှင်အေးဆေးပါပဲဟောသူလူငယ်ဆိုတော့ game ကစားတယ်ဒီလောက်ပါပဲဟောအဲတခါလေးဆိုရင်သူ့အိမ်ကိုစားနုကနေဘတ်စကိုင်းနဲ့သွားတယ်သူကလည်းလာတခါလေးဆိုလို့ရှိရင်လမ်းအလယ်မှာတွေ့တယ်အဲသူကကြတော့စိုက်ကိုင်းနဲ့လာပြီးမနက်စာစားကြမွေးငါးဆိုင်မှာရက်ွက်ရက်ွက်တစ်ခုမှာ လနုကဘတ်စကာနဲ့တော့အဲ့လိုမျိုးလေးပြောဖို့ကောင်းပါတယ်အရင်တော့ကမရခဲ့တဲ့ဘဝတွေအခုသူနဲ့မှလွတ်လပ်ရရတယ်ပြီးတော့အရင်တော့ဆိုရင်လနုကလုံးဝဘယ်လိုခေါ်မလဲအရင်တော့ကကြတော့လုံးဝ smart ကြကြနေရပေါ့နော်ထောက်ဖက်နဲ့ကိုဘယ်တော့မှမချုပ်ဘူးကိုအင်းကြီးနဲ့အရင် smart ကြပြီးတော့ brand နေပဲသုံးတယ်ပေါ့နော်အခုကြတော့လနုကအဲ့ဒီဘောင်တွေကနေထွက်လိုက်ပြီးတော့ minimalism ပေါ့ပေါပပပါပဲနေတဲ့ဟာအရန်ပျော်နေရအရန်စိတ်ချမ်းလာရဟုတ်လူတွေဟိုဘလို့ခေါ်မလဲ impression ရှိအောင်ကောင်းနေမှာမထားတော့ဟုတ် အားလည်းအခြေချပြမယ်ရှင်။ဟုတ်မယ်နေတော့ဘာဆိုသူကိုယ်တိုင်ကလည်းအဲ့ brand new စိတ်မွေစားတော့လှနှုတ်လည်းအရန်ကျေနပ်တယ်ရှင်ဟုတ်။အရှင်မဘာမှာပြောနေဆိုတာပြန်ပြောပြပါဦး။ um အရှင်မဆိုတာဒါကတော့ဘလူးကောမလဲ um အရင်နှောင်းကကြတော့လာနုကလုံးဝဒီ career women ပေါ့နော်ဒီ aim ်မိဖို့ဆိုတာလုံးဝမသွားခဲ့တဲ့လူတယောက်ပေါ့เนาะပြီးတော့ဟိုကိုအိတ်တောင်မှကိုမတည်ဘူးကို assistant ကတည်ခဲ့တာတကားတောင်မှကားတကားတောင်မှကိုကိုတိုင်းဖွင့်နေပြူတဲ့အမျိုးသမီးမဟုတ်ဘူးပေါ့เนาะဒါပေမဲ့အခုအချိန်မှာ covid နောက်ပိုင်းမှာဟုတ် covid နောက်ပိုင်းမှာじゃကိုဘကိုကိုအားကိုတတ်တဲ့မိန်းမတယောက်ဖြစ်လာတယ်နောက်ပြီးတော့ဈေးနှုန်းတွေကလည်းကုန်ဈေးနှုန်းတွေကလည်းအရန်ကြီးလာတယ်ပြီးတော့ကျန်းမာရေးကိုလည်းခရီးဆိုင်ရတယ်ပြီးတော့အဲ့ဒီအချိန်မှာလာလို့ဘတ်စကားတွေလည်းစီးတက်လာတယ်ဈေးတွေလည်းကိုယ်တိုင်းတောင်းဝယ်လာတယ်ဟိနီလည်းကိုယ်တိုင်းချက်တက်လာတယ်ပေါ့เนาะ ။ရှင်ချင်းမလှမ်းလို့တင်ပေးတဲ့လူတွေကဈေးရအသားရောက်တဲ့အန်တီတွေတင်ပေးတယ်။နောက်ပြီးတော့အာ page ကဟုတ်ဆိုင်းဆိုင်းနဲ့ပဲသူဝိုင်းတင်ပြီးကြတယ်ပထမဆုံးဒီမလာနူရဲ့ဟင်းချက်တာဝက်စာလုံးလုံးခွေးစာလုံးလုံးနဲ့ငါတို့တော့စားလို့မရဘူးပေါ့နော်အဲနောက်တစ်ဖြည်းဖြည်းနဲ့သူတို့ပဲတင်ပြီးကြတာတင်ပင်းတင်ပင်းနဲ့အခုအဆင်ပြေလာပြီရှင်အဲ့တော့ဘာလာလာအာလူရောပြီးတော့လှမ်းနူရဲ့ချက်လိုက်တာအဆင်ပြေပါတယ်ဟုတ်မောင်ဟောင်းကတော့သဘောစားလာလား မအတူအလေးဟင်းချက်တယ်ရှင်အအဓိကကသူချက်ချင်လို့လှနှူရပါချက်ဖူးသွားတာဟုတ်ချက်ကြည့်ရပါတော့ဟိုကသူစိတ်ကူးပေါက်လို့ရှိရင်သူငဖယ်ဟင်းလေးတွေဗာလေးတွေသူချက်တယ်ဟိုတနည်းကလည်းငါးစီပေါင်းကြီးကိုထိုင်ချက်နေရသူ YouTube ကြီးတစ်ခုနဲ့ဟဲ့သူဘယ်ကောင်မလေးနဲ့စကားပြောနေလဲပေါ့နော်လှနှူကလည်းသိလားချောင်းတော့မဘယ်ဟုတ်မလဲအဲ့ဒီကောင်မလေးတွေ YouTube YouTube ကနေပြီးသူတို့သင်ပေးနေရဘာလို့ဘလို့စီတတ်ပါအောင်ထက်ခါထက်ခါနားထောင်ပြီးလုပ်နေရငါးစီပေါင်းဟင်းပြီးတော့ခါလို့တဲ့သူမစားတတ်ဘူး ငဖယ်ဟင်းတော့အရန်ကောင်းတယ် YouTube ကတည်းကသူကြည့်ပြီးချက်တာဟုတ်တယ်အမဲသားဟင်းလည်းအရန်ကောင်းတယ်ဟုတ်ဆိုတော့ဒါအစားတောက်တင်နေပို့ပြီးတော့ဟာပို့ပြီးတော့လှပနေရပါဘူးအချိန်ခံရဟုတ်အဲ့တော့အပြင်းစားမစားတော့အာဘယ်လိုခေါ်မလဲကိုယ်အိမ်မှာပဲစားတဲ့အခါကျတော့နည်းနည်းပိုကျန်းမာလာတယ်နဲ့တူတယ်ရှင်ဟုတ်